duckweed ဘဲဆာမော်ဘဲဆာမော်ဟာကမ္ဘာပေါ်မှာအသေးငယ်ဆုံးပန်းပွင့်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ protein တက်မြင့်မားစွာပါဝင်လို့လူသိများပါတယ်။ရေနေတတ္တဝါတွေအတွက်အဓိကအစာရင်းမြစ်လည်းဖြစ်ပါတယ်။သူဟာတန်ဖိုးမရှိတဲ့ဘဲဆာမော်တွေကိုအစားအစာဖြစ်ပြောင်းလဲနိုင်သူပဲဖြစ်ပါတယ်။ကြားရတာမဖြစ်နိုင်ဘူးထင်ရပေမဲ့သူဟာတစ်နေ့ကိုဒေါ်လာ100ဝန်းကျင်ရရှိပါတယ်။ဘဲဆာမော်အများပြားပေါက်လာတဲ့အခါမှာတော့သူဟာရေထဲကနေဆေးယူလိုက်ပါတယ်။ကြည့်ရတာတော့ရိုးစင်းတဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့မော်ရီကိုတင်းလက်နဲ့ဆွဲယူတာမျိုးမလုပ်ရပါဘူးလက်နဲ့ဆွဲယူတဲ့အခါမော်ဘင်တွေပျက်စီးပြီးရေတွေညင်ညမ်းတော့ပါလိမ့်မယ်ရေကန်အောက်ခြေကိုပွက်မထအောင်ဂရုတစိုက်ကူးပေးဖို့လိုပါတယ်အမိုက်တွေရှင်တွေဆွဲယူတဲ့အထဲမပါအောင်တတိထားဖို့လိုပါတယ်ဘဲစားမော်ရီဟာတင်းတော်တဲ့အချိန်ခုစုမှသာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အစောကြီးခူးမိရင်သူ့ရဲ့အာဟာရတန်ဖိုးတွေကိုအပြည့်အဝရရှိနိုင်မှာမဟုတ်ပါဘူးနောက်ကြမှာခူးမိရင်တော့ပုတ်ဆွေးနေတာတွေပါလာနိုင်ပါတယ်ရေမော်ရီဆယ်ယူပြီးတာနဲ့ရေရတေတေချာချာဆေးဖို့လိုပါတယ်အရွက်သေးသေးလေးတွေကြာကအညစ်အကြေးတွေဆင်းအောင်ဂရုစိုက်ရပါမယ် သူ့မှာပါဝင်တဲ့အာဟာရဓာတ်မျိုးတွေကိုမပျက်စီးအောင်ထိန်းသိမ်းဖို့လိုပါတယ်။ဆေးကြောပြီးနောက်မှာတော့ဂျုံကြရဲ့ဥနဲ့ရတာမှုတွေထဲကရုံးမွေလိုက်ပါတယ်။ထို့နောက်ထောပတ်စီထဲထဲကဖြည်းဖြည်းချင်းကြောပါတယ်။ဒီထောပတ်ဟာပဲစားမော်ရဲ့အနံ့ကိုတမူထူးခြားစေပါတယ်။ဂျုံရဲ့နူးညံ့မှုနဲ့ပေါင်းဆက်ပြီးတော့စီပူတဲ့ကြော်လိုက်တဲ့အခါရွှေရောင်တန်းပြီးကျွရွာလာပါတယ်။အတွင်းကနူးညံ့မှုနဲ့တည်ရကြစေမဲ့မွေရနံကိုရရှိမှာဖြစ်ပါတယ်။ဒီရတာမျိုးတင်တခါမှစားဘူးလိမ့်မှာမဟုတ်ပါဘူး။